မျိုးတွေကောင်းတော့ဒါကြမ်းပါဗျဒီနေ့ဟာတရက်ဆက်လာပိုင်းထောင်ထဲမှာ25ဖြစ်ပါတယ်ဗျဒီနေ့ကတော့အားလုံးဟာမင်္ဂလာရှိတဲ့နေ့ရပါရနော်အားလုံးဒါဟောင်းစီတို့တွေကတော့ဘာပြောမလို့မသိဘူးဗျနော်ဟောင်းစီတို့တွေကတော့ဗားတဲ့ဟိုတလောကလည်းဟောင်းစီကပြောတယ်ပန်ဆယ်လိုကထောက်ဖို့ကနေနားဝတယ်ဟိုဘက်ရက်ကဟာတွေပြောတာသူတို့ကပြောစရာမရှိဘူးလေ သူတို့ကဘယ်ပြောမှမလဲဟုတ်လားသူတို့ကဟောင်းစီတကယ်စဉ်းစားရမှာဟိုကတိခိနီတိတိခိနီဆိုတာဟိုဟာရှေမပေါ့နော်အဲ့ဒါနဲ့တစ်ဖွဲ့လုံးကိုသူတို့ထောက်အကောလုံးကိုပီရက်တရောအကောလုံးကပန်ဆယ်လုံးကအဲ့ဒါနဲ့ထိုးသွားတာလေအဲ့ဒါနဲ့ထိုးသွားတာအဲ့ဒါကိုငါတို့ကပါဆိုင်လို့ပန်ဆယ်လို့ထောက်ဖို့ကနားရမနားရငါတို့နဲ့မဆိုင်ဘူးလေဟမ်ပန်ဆယ်လို့ကစိတ်ပြေးသွားပြီအေးစိစိဖြစ်သွားပြီ ။အော်မင်းတို့အရင်ကြိုက်ရမှာဟုတ်နော်။ငါတို့ကမင်းတို့အမူနဲ့ဆွဲထည့်တယ်ကြားလား။ပန်ဆယ်လိုထောက်ဖို့ဘောကနားလာနဲ့ငါတို့နဲ့ဘာဆိုင်လို့လို့ငါတို့ကဘာလို့ဝင်းသားမှာတော့။ဘာဖြစ်လို့ပျော်ရမှာတော့။အော်ကိုကိုကိုတိကလိတီနဲ့အကုန်လုံးဟုတ်လား။အညာ PDF တွေလဲအယန္တနာစရာကောင်းတယ်နော်။ဟိုတလုံးကအညာ PDF တွေချောင်းလဲအဲ့ဟောင်းစီကပြောသွားတာကြားလား။ပေါင်းစီရပြောသွားတာဟိုငါမြင့်ငါဆိုင်သကဲအောင်စပုံစံမျိုးပြောသွားတာเนาะအညာပီရက်တွေက ဖောင်စီတို့အတွက်လည်းငွေချပေးရတယ်ပန်ဆယ်တို့အတွက်လည်းငွေချပေးရတယ်ထောက်ပို့တို့တကြီးပွားချမ်းအောင်လည်းလှူချပေးရတယ်အတယ်လည်းရင့်ပေးရတယ်အတယ်လည်းသေးပေးရတယ်မိသားစုနဲ့လည်းတခွဲတပြားစီနေရတယ်ဟုတ်လားထောင်နေလည်းရင့်ပေးရတယ်အညာပရက်ဒီနောက်ဆုံးကျတော့မင်းတို့ပဲအပြစ်ပြောခံရတာပဲမဟုတ်လားတဖြည်းဖြည်းနဲ့နော်တို့တို့ဘူးနဲ့တဖြည်းဖြည်းနဲ့ဟောင်စီပါနားအောင်ပါကြလားဟောင်စီပါအเจ้าကျွန်တော်လည်းထောက်ပို့ပါနဲ့နားပါတယ်ကျွန်တော်ပိဆက်ခဲ့တာရများပါကြီးကျွန်တော်ဘယ်လိုဘယ်လိုပြည်သူတွေပိဆက်ခဲ့ဘယ်လိုလောက်ခဲ့ဆို တကလုံးလှလာလဲတယောက်ပြီးတယောက်ထွက်သွားလိုက်မယ်နော်တယောက်ပြီးတယောက်ထွက်သွားလိုက်မယ်ကြားလားနော်အဲ့တော့လူတို့နားရမနားရတော့မတူဘူးကြောင်မဲမျိုးလေးအကြောင်းပြောချင်လို့ပါဗျာနော်ဒီဘောကြောင်မဲကြောင်မဲမျိုးကတော့ဒါဥစဉ်ဒီကနေ့ဆိုလို့ရှိရင်ကြောင်မဲဗန်မွေးနောင်ချိုဒါကြောင်မဲ့ဒီဘောမှာရှိတဲ့ဒီဘောဒီဘောမှာရှိတဲ့ရတပ်ဖွဲ့ဝင်တွေအားလုံးပေါ့နော်နောက်ချိုမှာအကုန်လုံးစုပေါင်းလာပါတော့ဒီနေ့ဆိုလို့ရှိရင်60နှစ်60နှစ်ပြည့်ဒါရတပ်ဖွဲ့နေပေါ့ဗျာနော် ဒီနေ့ဦးဇင်းကတိုက်ဆိုင်လာပြောပါဦးဇင်းကလှူမဲ့ရက်ကိုတော့စောကြီးကလေးကကြိုးပြောထားပါတယ်နော်အားလုံးဒါပျော်ရွှင်ဖို့အတွက်ရဲ့စိတ်သက်ခွင်အားတွေရဲ့ဒီပုံပေးဖို့ရဲ့စိတ်သက်ခွင်အားတွေလည်းပြောခဲ့တယ်ညာကြီးလည်းပေါ့မလို့အောင်လို့အဲ့မှာဦးဇင်းတို့၁၂နှစ်နာရီလောက်အချိန်မှာပဲဒါကြောင်မဲကလုံးလုံးရရှိသွားတယ်ပေါ့နော်အဲ့မှာအကုန်လုံးလဲဒါဝန္တာ PD အပြုံးနေနေပါရဲတွေလည်းဝန္တာ PD ပြန်ရတော့မြပါညာကုန်တော့တို့ရွှင်မှုတွေနေပဲနော်ရွှင်မှုတွေနေအဲ့တော့ ဟုတ်လားဦးစင်းပြောခဲ့လို့ပဲလေဒါမှမဟုတ်ဒီလို့ရှုံးတာရှုံးကြီးမဆုံးဆိုတဲ့စကားကိုလေအားလုံးမှတ်မိအောင်ပဲထင်ပါတယ်เนาะဦးစင်းပြောခဲ့တာလေဒီနေရာတွေကစင်မိနောက်ဆုံးပေးလိုက်ရတယ်ဒါမှမဟုတ်ဒီလိုရှုံးတာနဲ့မဆုံးမှုဆိုတော့အခုမဆုံးလို့ပြန်ရပြီเนาะကြောင်မဲပြန်ရပြီဒါပဲနဲ့စင်မကောင်းပြာကြောင်မဲသူကြောင်မဲသားတွေเนาะသူတို့တွေကကောင်းကောင်းထွက်သွားတာမဟုတ်ဘူးကောင်းကောင်းထွက်သွားတာမဟုတ်ဘူးကြောင်မဲမှာရှိတဲ့အိမ်တွေကိုဓာတ်ဆီနဲ့လောင်းနေမိတွေချို့ပခဲတယ်မိလောင်းနေအကုန်လုံးလူမျိုးလုံးကိုဖျက်ဆီးပခဲတယ် ရန်ကိုရင်နာစရာကောင်းပါလေကြာနော်ရန်ကိုရင်နာစရာကောင်းတယ်ပလောင်နေရဘလောက်ထိရုပ်มาတယ်လဲဘလောင်လက်နဲ့ကင်ချူဘလောက်ထိရုပ်มาတယ်လဲဆိုတော့ခင်ဗျားတို့ဒါကြောင်မဲသူကြောင်မဲတယ်ကြောင်မဲမှာဆိုရှမ်းနေများဆိုပဲကြာနော်ရှမ်းနေစီလုံးမှာညင်ညွတ်ပါကျွန်တော်ဦးစင်းတို့ကတိုင်းရင်းသားစီလုံးညင်ညွတ်မှုပဲလိုချင်တယ်မြန်မာနိုင်ငံကြီးကိုငြိမ်းချမ်းမှုပဲလိုချင်တယ်အဲ့တော့ဒီပလောင်နေရရုပ်มาမှုကတော့ခင်ဗျားတို့ကြည့်လိုက်ပါနော်ဒီတကယ်ရက်ဆက် ပလောင်ညစရာပလောင်တရနဲ့ပလောင်တွေကိုညစရာလဲအကြောင်းမျိုးခွန့်လွတ်စရာလဲဒါအကြောင်းမရှိတော့ပါဘူးဗျာနော်သူတို့တွေရုံမှမှုတွေကဒီလောက်မျိုးတွေကိုရဲဆက်ဆက်ကြီးမီးရှို့ရတယ်ဖြစ်စီရိုးရိုးထွက်သွားပြန်မနိုင်ဘူးလားမနိုင်အေးဆေးထွက်သွားဗျာတမတော်ရှုံးနေပါတမတော်အေးဆေးထွက်သွားတယ်ဗျာအဲ့တမတော်အေးဆေးထွက်သွားတယ်အေးဆေးနောက်ဆုတ်သွားတယ်ဗျာဟုတ်လားအေးဆေးနောက်ဆုတ်သွားတယ်မျိုးပြည့်စည်မှုမရှိဘူးသူတို့မျိုးရှုံးတဲ့အခါမှာသူတို့တွေကအေးဆေးထွက်မတော်အကုန်လုံးမီးရှို့ပခဲ့တယ်အကုန်လုံးဖြက်စီးပခဲ့တယ်ဗျာတော့ကအကုန်လုံးနော် ဒါတွေကိုပြည်သူများအားလုံးမျက်စီထဲမှာမြင်စေခြင်းနဲ့ဒါတွေကိုငြိမ်းချမ်းမှုကိုလိုလားတဲ့တိုင်းရင်းသားညီကိုမောင်နှမများအားလုံးလည်းဒါကိုမျက်စီထဲမှာကွက်ကွက်ကွင်းကွင်းမြင်စေခြင်းနဲ့ပြည်နယ်ကျမ်းဖက်တရားမျိုးကိုတိန်းတယ်တိန်းတယ်ဆိုတာကဖြက်စည်းဖို့ပဲတိန်းတာပါဖြက်စည်းဖို့ပဲအဲ့ဟိုတလောမိုးမောက်မှာဆိုလေကြည်သူတို့ကဒီမျိုးကိုမယားမှန်းသိတယ်။ဘာကြောင့်မယားရတော့ရပါလေ။ဒါဘာကြောင့်သူတို့ရေရှည်မယားမှန်းတိရော လူတို့ကရေရှည်ရမှန်းဒီဒီစေယုံကပစ္စည်းတွေထွက်သွားဖို့နေဘဝပစ္စည်းတွေကိုကာကြီးကားငယ်နဲ့တဲစရာအကြောင်းမရှိဘူးလေဗျာတဲစရာအကြောင်းမရှိဘူးเนาะမရမဲ့ရေရှည်ထိနိုင်မဲ့မရမဲ့ဒီလိုကြောင့်ပစ္စည်းမှန်တဲ့မြောက်ကိုအကုန်တဲတဲ့တန်ဖိုးရှိတဲ့ဟာတွေကိုတဲတဲ့တန်ဖိုးမရှိတဲ့ဟာတွေကိုမိရှို့ဖြက်စီးတယ်မိရှို့ဖြက်စီးတယ်เนาะမိရှို့ဖြက်စီးတယ်ဒါတွေကိုလည်းမြန်မာနိုင်ငံမှာရှိတဲ့ ဒါတိုင်းတိုင်းကြီးကိုမောင်နှမများအားလုံးနဲ့ဒီအကုန်လုံးအားလုံးပြည်သူများအားလုံးဒါတွေကိုကွက်ကွက်ကွင်းကွင်းမြင်စေချင်ပါလေဗျာနော်အဲ့တော့ခင်ဗျားတို့ဒီ DNA ကျမ်းဖက်တွေနဲ့ PDF ကျမ်းဖက်တွေနဲ့နေတဲ့အရာကနဲ့အခုဦးဇင်းတို့တမတော်ဒီကြောင်မဲကိုထိပါပြီတမတော်ရဲ့အရေးအဝါသားမှာနေတဲ့အရာကဘယ်ဟာကပို့ပြီးအရာဓာရှိတယ်လဲ ဘယ်ဟာကပို့ပြီးမှကောင်းတယ်လဲဘယ်ဟာကပို့ပြီးမှခေါင်းပြောင်းအောင်အိပ်ရတယ်လဲဆိုတော့လေခင်ဗျားတို့စဉ်းစားပါစဉ်းစားပါနောက်တော့မလားမူမဖြစ်အောင်ပေါ့ဗျာနော်ဒီဟာတွေကိုခင်ဗျားတို့ဒီပြန်လေးဘလောင်တွေကိုခင်ဗျားတို့လာတော့လက်ခုပ်တွေတီးခဲ့တယ်တပည့်တွေမုတ်ကုတ်လို့နေရာပို့မုတ်ကုတ်လည်းမကြခင်ရလိုက်မယ်ဒီဘောကတော့ဒီဆယ်လာပိုင်းမကုန်ခင်ဒီဘောလည်းပြန်ရလိုက်မယ်ဒီဘောကြောင်မဲ့ရရတဲ့ကြောင့်ချစ်ဆက်ပြီးမှအခုဒီဘောကိုပြိုင်မှထိုးစစ်စနေတယ်ထိုးစစ်ဆင်းနေတယ်သူတို့ကတော့အကုန်လုံးဒီဆက်တိုက်ဦးစင်းတို့တက်ပြတော့ကတော့ တစ်မျိုးပြီးတစ်မျိုးပို့တော့ဒါအဓိကရှိုက်ပြင်းနိုင်မှာတကယ်တော့ဒါပြန်ယူမှာပဲဆိုတော့တော့သိစေချင်ပါတယ်ကနော်ဒီဆယ်လာပိုင်းထဲမှာပဲခင်ဗျားတို့မင်္ဂလာရှိတဲ့တည်င်းတွေကိုကြားအောင်ပဲတိကျမင်္ဂလာမင်္ဂလာရှိတဲ့တည်င်းတွေကိုကြားအောင်ပါအောင်ပဲဗျာနော်ပိုပဲအုပ်စုကတော့ဘလို့អော်မလဲဘလို့စင်ကျင်နေပြင်မလဲဘလို့ပြောမလို့တော့မတည်ဘူးပေါ့ဗျာနော်ဒါကတော့ PDF မန္တလေးမှာချို့ PDF တွေဝင်တယ်မနေ့ကလည်းဦးစင်းတို့ PDF 2ယောက်မိတယ်ဒါငဆွေဘက်က PDF တွေမိတယ်မန္တလေးတွေ အဲ့တော့ငားညီတွေငားရက်ကတွေဒီလိုကြီးအိမ်ကိုကိုနော်ဒီလိုကြီးပြေးလာတယ်ပဲဖြစ်စေဘယ်လိုပဲဖြစ်စေဦးစင်းတို့ဆက်တွေ့နီးရရစခန်းတို့ဆက်တွေ့နီးရနီးရဌာနဆိုင်ဆက်တွေ့ပါ ထောင်မကြစေရအောင်အေးစစ်စစ်အလင်းဝင်ကြပါတနတ်ပါလို့ရှိရင်စုတွေတောင်ရအောင်မယ်နော်အေးစစ်စစ်အလင်းဝင်ပြီးအေးစစ်စစ်ဦးစင်းဒီ PDF တွေကိုအပ်ပေးထားရရှိတယ်အလင်းဝင်နေတဲ့ PDF ဒါနဲ့တို့တို့တွေထောင်မကြဘူးစစ်စစ်စရာရှိမင်းမက်သက်မုံဘိုးတောင်ပေးလွှတ်လိုက်သေးတယ်နော် ဒီတမတော်ဒီအမုံတရားနဲ့အလုံးလုံးနေရမို့ data နဲ့အလုံးလုံးနေရတမတော်တာအမိတမတော်တာအဖဆိုတဲ့စကားလုံးဟာစက်ထဲတွေ့ကြမြတ်လဟတ်တပြောနေမှာပေါ့နော်တမတော်ဒီပြည်သူအတွက်တမတော်ဒီတည်ထောင်ထားခြင်းဖြစ်တဲ့ပြည်သူအတွက်တမတော်ဒီလှုပ်ဆောင်နေခြင်းဖြစ်တဲ့ပြည်သူအတွက်တမတော်ဒီငြိမ်းချမ်းရေးကိုဖော်ဆောင်နေခြင်းဖြစ်တယ်ဆိုတော့လည်းသိစေခြင်းနဲ့အဲ့တော့ PDF ဒီအခုလိုလူမတိတူမတိနဲ့ပြန်လာတဲ့အိမ်မာနေတဲ့ဖန်ခံရတော့ကဲ PDF လုတ်ခဲ့တဲ့ဆိုတော့နောက်ဆုံးထောင်ကြမယ် တကယ်လို့မဲ့ PDF ထဲကမနေချင်လို့ပြန်လာတယ်ဆက်တွေပါဥစင်းတို့ဆက်တွေထောင်မကြစေရဘူးဥစင်းတို့မိဘလက်ထက်ကိုရောင်းအပ်ပေးမယ်ဌာနဆိုင်ရာအပ်ပေးမယ်ဌာနဆိုင်ရာတစ်ဆင့်နော်ဒါလေးတို့လည်း PDF တွေကြည့်စေချင်တယ် PDF အားလုံးနော် PDF တွေလည်းဒါနောင်နာရတာမရတာတော့မင်းတို့ပိုက်ဖို့ကဥစင်းတို့ကတော့ဟုတ်လားအမုံတရားမရှိပါဘူးချစ်ချင်းမုံချင်းမရှိဘူးနော်ဦးစင်းတို့ဒီအမုံတရားနဲ့အလုံးလုံးနေတာမဟုတ်ပါဘူး data နဲ့အလုံးလုံးနေရဖြစ်ပါတယ်ဗျာနော်တိုင်းပြည်ငြိမ်းချမ်းအေးချမ်းမှုအတွက်ကိုဦးစင်းတို့ဒီလိုအလုပ်တွေပြောတယ်လို့ဒီပြောနေတယ်လို့အလုပ်နေဆိုတာက ဒီလိုတွေပြောရင်လောက်တာအစ်ဖြစ်တယ်ဆိုတာလည်းဦးစင်းတော့အတိပါတယ်ဒါပဲနဲ့တိုင်းပြည်ပဲတစ်ထောက်တနေရာကနေအကျိုးဘလောက်အကျိုးလေးနည်းနည်းလေးပဲအုတ်ချက်သေးတယ်ဝင်မဲ့ဖြစ်ဖြစ်ဆိုတော့ဦးစင်းတို့ဒီခံစားချက်နဲ့နော်ဒီဒိုင်နဲ့စုပေါက်ပြီးမှအလုံးလုံးနဲ့ဆိုတော့တွေ့စေချင်ပါတယ်ဗျာနော်မကြခင်မှာပဲဒီဘောကိုဆယ်လာပိုင်းမကုန်ခင်မှာဒီဘောကိုပြန်ရပါလိမ့်ဒီဘောကိုဆက်ပြီးရပါလိမ့်မယ်ဗျာနော်အားလုံးဒါပါပဲဗျာပိုင်းစုမကောင်တောင်းပါနဲ့ဗျာဒါဒီနေ့က2ရက်နေ့အဲကိုဆယ်လာ2025ဖြစ်သွားပြီနော် အခုကြောင်မဲမကအာတီသူတွေကတော်တော်ပျော်ရွှင်ကြတာနော်ဟာကမဲကြောင်ခမန်းလေးလေးကိုပျော်ရွှင်ကြတာကျွန်တော်ဆိုလောကအောင်မှာအဲ့ဒါအဖွားကြီးတော့ပြောတဲ့စကားအမေကတော့အိမ်မရှိတော့ဘူးတဲ့ဒါမဲ့ငါသားစုအတွက်ကတော့တပြေမန်းရှိတယ်တဲ့အမေတော်တဲ့သွားခုပြီးငါသားစုအတွက်တပြေမန်းမှာပိုက်ပြီးတော့လာတာအဲ့မှာများကြီးလိုက်စမ်းမှာဟာဘလောက်ထိကြီးအကျမ်းမကူအားပေးတဲ့သူတွေအကုန်ကြီးဟိုကငကြီးတို့နော်နော်ပုံမောင်တို့လည်းကြီးပါပုံမောင်တို့လည်းကြီးပါနော်တောင်းတော့လာတယ်အိမ်နဲ့အားနဲ့တိုက်နေရတယ် အင်းနဲ့အိုင်းနဲ့အားနေနဲ့တိုင်နေတော့မှဒါလိုမျိုးဖြစ်တာကြည့်ဦးတကယ်ကြည့်သူတွေတော့အာတကယ်ကြည့်သူအစ်စ်တွေတကယ်တော့ရောက်လို့သူပြောပြီးပြီးတော့လို့ချင်းနောက်ဆက်တနိုင်အဲ့ကြောင်မဲတမျိုးနဲ့လုံးမရှိလို့အကုန်ပြန်ရောက်လာမယ်တပိရှောင်းသားတွေပြန်ရောက်လာမယ်ပြန်ရောက်လာပြီလို့ချင်းအာအဲ့မှာပါတီရောဒီမိုးဒီမိုင်းကကောက်ဝဲလေးလုံးမယ်ပြီးတော့သူ့ပြည်နဲ့သူ့အတွက်ဒါတမ်းမောင်ရှိမှဖြစ်မှာတမ်းမောင်မရှိဘဝပြတ်မှာပဲအကြမ်းကအကြမ်းဖက်တိုင်းပဲ အုပ်ချုပ်ပါပဲကျွန်တော်ပြောတာဟုတ်လားအကျမ်းမဲ့ဆိုအကျမ်းမဲ့နိုင်မယ်နှိမ့်ကုန်ပါပဲရတဲ့ပတ်စံတွေယူမယ်မနေကျင်မယ်လူတက်မယ်ဆိုတာဒါကိုအားပေးတာဟိုဘက်ကငစီလို့ရှိတယ်ကုံမုံမုံလို့ရှိတယ်အခုတော်တော်များများဖြစ်တယ်အခုအဲ့ဒါတွေကသူ့မျက်မြင်နေတယ်ကျွန်တော်ကဘယ်လောက်ပြောမလဲအာပြည်သူရှိတယ်ပြည်သူရှိတယ်ဘယ်သူမှခေါ်ပြီးတော့လာလို့ဆိုတော့တောင်းမှမရှိဘူးတပြေမောင်းတော့တောင်းရပိုက်ပြီးတော့ပြေးလာကြတာအဲ့လိုရှိတယ်အဲ့တော့တက်မလို့သားတွေအောင်ဝဲဆိုတာနှလုံးကြီးလည်းအောင်တယ်လက်ယုံကြီးလည်းအောင်တယ်နော် နိုင်ငံကြီးလည်းအောင်တယ်တပ်သမားကြီးလည်းအောင်တယ်ဒါတတ်မှောင်ရဲ့အရေးချင်းပဲနိုင်ငံခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လည်းအမတန်ကြောက်စရာကောင်းတဲ့အတွေ့အသည့်အမြင်ဉာဏ်ပညာဘယ်သူမှရှင်လို့မရအောင်ဆိုကျွန်တော်ပြောပြတာအဲ့ဒါအဲ့ဒါကိုရှင်းရှင်းလေးပြောပြတာကျန်တဲ့အားတွေကဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လည်းအပြောင်းကဒီအပြောင်းကဒါကိုကြည့်ပြီးပြောတဲ့အပြောင်းကတစ်မျိုးဖြစ်လိမ့်မယ်သူရဲဘော်တွေခံစားနေရတဲ့သူရဲဘော်တွေဒုက္ခရောက်နေတာကိုသိနေတဲ့အပြောင်းကတစ်မျိုးတိလား မကြည့်ဘဲပြုံးနေတဲ့အပြုံးနဲ့ပျော်ရွှင်တဲ့အပြုံးခင်ဗျားတို့အခုချိန်မှာမြင်နေရလိမ့်မယ်ဟုတ်တယ်မလားတိုင်းပြည်ဖက်မှာဒေါ်အောင်လန်းစုကြီးအပြုံးတော့ဒါမပြောနဲ့ဒါကြီးလုံးနေတာကြီးဒါမပြောနဲ့ကျွန်တော်ပြောချင်တဲ့စကားအဓိကဒါပဲဒီချိန်မှာအဲဗိုလ်ချုပ်ဝန်ကြီးဦးမောင်လည်းဘယ်လောက်ပြုံးနေမလဲသူပြုံးတဲ့အပြုံးကြီးပြည်သူတွေပျော်ကြတော့မယ်ငါတို့တောင်းလာတဲ့လေရုံးရဲ့နှလုံးရဲ့နဲ့ဒလို့ဒုက္ခခံပြီးတိုင်းပြည်ကိုကာဝယ်ပါလေဆိုတဲ့ဂုံယူဝင်ကြောစာအပြုံးကဒီကနေ့ဗိုလ်ချုပ်ဦးမောင်လည်းပြုံးနေတယ် ခင်ဗျားတို့ကြည့်လိုက်ပါဒီနေ့နော်ဒါကိုကျွန်တော်ပြောနေတယ်နောက်အဲကျွန်တော်အကြောင်းအရာလေးကျွန်တော်သိရှိတဲ့အကြောင်းအရာလေးကိုဆက်လက်ပြောမယ်ဗျာ။နော်တောင်ပိုင်းပြည်သူတွေပြောနေကြတာကျွန်တော်လည်းရမ်းဝမ်းသာတယ်မြေကြီးသည်ဖြစ်တယ်။မြေကြီးကြတယ်တကယ်ကြတယ်တကယ်ပြောတာ။အဲဒီမှာပြီးသွားလို့ချင်းတောင်ပိုင်းမှာကျွန်တော်လာမယ်။ကိုပိုင်းကြီးအကြောင်းအရာဟာခုသွားကြတော့ပြန်ကြတော့တောင်ပိုင်းကိုအေးစိတ်နေကြတော့ပြီးလို့ချင်းပိုင်ရဲကိုကြီးလာမယ်။အဲဒီမှာတချင်းလာဆိုပေးမယ်။အာအားလုံးအေးစိတ်ဖြစ်ပါအောင်နော်။အားလုံးအေးစိတ် ကျွန်တော်ပြည်သူတွေတိုင်းရင်းသားတွေအကုန်လုံးအတူတူနေကြမယ်တုံတုံဆွဆွနေကြမယ်ဒါပဲကျွန်တော်လိုချင်တာအဲ့ဒါပဲဘသူမှအမုန်းတရားမရှိဘူးကျွန်တော်တို့ကနှလုံးသားထဲမှာကဖြူဖို့ဖြူစင်တာဘသူသေးသေးဘသူနာသေးတဝူသားသေးသူသားသေးလုံးဝမရှိတဲ့ကောင်ကြီးကျွန်တော်တို့ကအဲ့လိုတူအားလုံးအေဂျင့်ပြီးတော့ရင်ကျွန်တော်ပါကျွန်တော်တို့ပြည်သားပဲလုံးပါဒါလေး no လုံးဝကိုမလုပ်တော့ဘူးအခုအေဂျင့်တော့ကြီးအားဘလောက်ပြောက်သွားပြီလေကြောင်ဝဲရောက်တော့ပြောစရာမလိုတော့နောက်ချိုးအေဂျင့်ကနောက်ချိုးကြောင်းကိုမပြောအခုမိုးကုတ်မကြောင်ရင်ချတော့မယ်မိုးကုတ်နဲ့မန္တလေးဖြုတ်ပြီဟာအဲ့ညာကိုကျွန်တော်နည်းနည်းပြောပြရအောင်မယ် နားထောင်အောင်မလားကျွန်တော်ညီပေါ်ပေါင်းသမားလေးကျွန်တော်ပြောမှအဲနားထောင်အောင်မယ်ဆိုလို့ကျကျွန်တော်နားထောင်မယ်ဆိုကျွန်တော်ဆက်ပြီးအားသောခေါ်ဆိုင်လုပ်ပြီးအောင်မုတ်ကုတ်ကိုတိတ်တော့မယ်မန္တလေးမထေရလမ်းကြီးအကုန်တိတ်တော့မယ်ပတ်ချလေးတွေအကုန်ပိတ်တော့မယ်ဟုတ်လားပလောင်ပြေးပေါင်းမရှိအောင်လုပ်တော့မယ်ကင်အိမ်ပြေးပေါင်းမရှိအောင်လုပ်တော့မယ်ကိတ်ပြီးတန်းတော့ပါအဲ့ဒါလေးဆက်နားထောင်မယ်ဆိုလဲကျွန်တော်နေတိုင်းပြောပြအောင်မယ်နော်ကဲကျွန်တော်တို့နည်းနည်းကြံတာလေးဆက်ပြောလိုက်အောင်မယ်ဗျာအဲကျွန်တော်သိရှိတဲ့အကြောင်းအရာလေးတွေနော်ကျွန်တော်သတင်းစကားပြောတာပါကျွန်တော်သိရှိတာတွေပြောပြတာအဲမီဒီယာလည်းမဟုတ်ဘူးနော်ဆက်ပြောပြအောင်မယ် မိုးကုတ်မှာရေထွက်ရွာရှိတယ်နော်ရေထွက်ကြီးရွာပေါ့ရေထွက်ကြီးကျွရွာမှာရှိတဲ့သူကလက်ဖက်ခြံရှိတယ်လက်ဖက်ကြီးလက်ဖက်ခြံထဲမှာကျွန်တော်တို့ဒုံးနဲ့ကင်းထောင်ကြီးကြည့်လိုက်ရအောင်ဟောတရားလမ်းလေးပလောင်တွေဗဒတ်တွေတွေ့တဲ့ခန်းချတာပြတန်းတော့ဘုံကျရှင်းလဲခိုင်းတည်လိုက်တဲ့ကောင်လေးပြောစရာကိုမလိုတော့ဘယ်လောက်တည်လဲတော့မသိ20အထက်30လောက်ရှိတိုင်ရတယ်ကောအများကြီးပဲတွေ့နော်အတီမပြူနိုင်တာလေအများကြီးပဲအဲကျွန်တော်အဲ့လောက်ကိန်းကနေအတီမပြူနိုင်ဘူး เนาะอดีปุ่นน่ะสัตว์ก็ไอ้หลอกก็อันไหนซ้องลงมัดตาพี่รอตะเซรุเยือรุอัดมาเลยไอ้ไทม์เนี่ยตับน้องอ่ะนิมิชินเนี่ยดอกช่องลีจองนี่อ๋อป้าละแนจีนี่อ๋อดงนี่อ๋อดอกช่องอมอยู่นิมิชินจ้ะอ่ะไอ้มาเยือไปตัวอีซี่ไปตัวနောက်အဲ့ဒီမှာဆိုလို့တနေရွာအကျန်းဖက် နေအိမ်ကြီးစခန်းကြီးရှိတဲ့နေရာလေအကုန်လုံးပျောက်သမဲခေါင်ထားခဲ့တယ်။ပြန်မှာအကျန်းဖက်အိမ်ကြီးထားမီးရှို့တခါဖြတ်စီးပြီးတော့နောက်လာလို့မရအောင် လုပ်ပြီဆိုကျွန်တော်ကင်းတော့လုံးနဲ့ကြည့်လိုက်ဒါအကြဖတ်ရင်ဆိုကျွန်တော်ဖြတ်စည်းလာခဲ့တဲ့အေအားအကြဖတ်ရင်အဲ့ဒါဆိုလို့ချင်းလမ်းကြည့်လိုက်လို့ပြန်လာဆောက်ပြီးဆိုအဲ့ဒါပြန်ရှင်းလို့ရတယ်ဒါအဲဒဇေးဘက်မှာဆိုလို့ရှင်လည်းပဲဒီခပေါင်းကြုံရောင်တီးကိုတက်မတော်ဆွဲချောင်းရောင်းနေနေမိရှင်းတာနောက်ရေဦးဘက်လည်းအဲ့လိုပဲအောင်သာရွာအထိကိုအဲတက်မတော်ဆွဲချောင်းကနေမိရှင်းနေပြီးသွားပြီဟိုဘက်ပါပါရရပဲကြံတော့လည်းပတ်ချလိုက်တော့ရှင်းတယ်ဒီပေါ့တို့ထီးလင်းတို့ အဲ့အဆက်တွေမှာတော့တောင်တော်ကမနေ့က၄ချောင်းနေနဲ့အေးယူတာရှိတယ်ပြီးတော့ထောက်ဖို့တွေကိုဖမ်းကြည့်တာရှိတယ်ထောက်ဖို့တွေကအကြမ်းဖက်လုတ်ရက်လုတ်နေတဲ့သူတွေကဒါမနေ့ကဖမ်းကြည့်တာတွေကျွန်တော်တွေ့ရတယ်နော်အဲမိတယ်မိတယ်ဖမ်းတာရင်မိတာကျွန်တော်တွေ့ရအကြမ်းဖက်ထောက်ဖို့တွေအခုကတော့တောက်ဆောက်လိုက်နေတာဟိုလိုက်တော့မိမယ်အခုအငင်းညံမမဆိုတော့မသီတာယုံမလို့အမုန်းဆွဲပြတာပဲဟုတ်လားအဲဒါမြင်းကျဲနှထိုးကြီးတောင်းတာသွားတဲ့လမ်းမှာဒါပြီးခဲ့တဲ့ရက်ကတောက်ဆောက်တိုက်နေတဲ့နေရာမှာဒါမသီတာ ယူမလို့ဒေါက်တာတိုက်နေတယ်မအူအိုက်ဆက်ခန်းကိုတိတ်လိုက်ပြီးတိတ်လို့လဲပြီးလဲပြီးတော့အဲ့မှာရှိတဲ့ဘိုက်ခဲတို့ဘာခဲတို့ညာခဲတို့အကုန်ထွက်ပြေးတာပဲထွက်ပြေးတာပြီးတော့ဟာဘာပဲညာပြေးတယ်အမမသိရဘာပဲညာပြေးတော့ဟိုကလာလာနဲ့လူတန်းလာလာနဲ့အတိုင်ကိုကြားနေမသိတာယူမောလေးတိုက်တဲ့ရင်မွေးတန်လေးကြားတာနဲ့သူပြေးတာပဲပြေးတာပဲမသိတာယူမောကလည်းပဲအဲနေမီကြွကျင်တယ်တမ်းတော်ကအထောက်ပံ့ ရဲကောင်မန်တို့တောင်တော်သားတွေအားလုံးပေါင်းစုပြီးတော့မှပြည်သူစစ်တွေနဲ့ပေါင်းစုပြီးတော့ခြေမွားလိုက်တာအကြမ်းဖက်တွေတည်ကြတာပဲကျွန်တော်တို့ကငင်းနေတာပဲနော်အဲ့တော့မြင်းကြံနဲ့နှထိုးကြီးတောင်းတာလဲရေခဲပြတ်တော့မှာပါရေခဲပြတ်တော့မှာကျွန်တော်ကဒါကောမန်တွေမှာအယံမင်းနေလို့အဲ့အဲ့ညာကိုကျွန်တော်တေးသေးချာချာလှမ်းလည်လည်းမေးပါတယ်နော်အဲ့ဘက်ကမလုပ်သေးဘူးလားမလုပ်သေးဘူးလားလို့မေးပါတယ်ဒါလောက်တာကိုလည်းကျွန်တော်တွေးရှိတာကိုဒါကျွန်တော်ပြန်ပြီးတော့ထပ်စစ်အဲမင်းလက်ပတ်ဘက်ကိုပြောမယ်မင်းလက်ပတ်ဖလူလို့နောက်တစ်ခါကျတော့ မက်ထော်တလေးတို့မနေ့ကတော့ဒါကမီကာဆီနဲ့အမုန်းကျွေးတာဘာကြောင့်ကျွေးလဲဆိုတော့ကျွန်တော်ဒီဘက်မှာ၄ GB ကိုတိုင်တယ်ကျုံတို့တို့ကွန်ကရစ်တို့ဘက်ကဖြတ်ပြေးသွားတဲ့ TLL လေးတွေ KNU တွေ KPDF တွေတချို့ပါသွားတဲ့ဟာတွေအဲ့ဒီမှာသူတို့ကဘယ်မှသွားစရာမရှိတော့အဲ့မှာအထိုင်နေချပြီးဟိုနားနဲ့ဒီနားနဲ့ Skyway နဲ့အဲ့လိုမျိုးဟိုပျောက်ကြားစနစ်တွေနဲ့ချနေတာရှိတယ်ပြီးတော့လမ်းတွေမှာလည်းမိုင်းတွေထောင်လာကြအဲ့တပ်မတော်ကစနစ်တကြားနဲ့ရှင်းနေရတော့နည်းနည်းအချိန်ပြားတယ်အဲ့တော့ဒီရန်သူဒီအကျန်းဖက် KIU တို့အုပ်စုက ရွာတွေမှာခွဲနေတယ်တချို့ရွာတွေမှာသူတို့လက်ခံလို့သူတို့လက်ခံတဲ့ရွာကျန်တဲ့အဖွဲ့အစည်းတွေမရှိတဲ့ရွာတွေမှာသူတို့ဝင်ပြီးစုပွက်နေတယ်အဲ့ဒါဆိုလက်ပံတို့ဖလူတို့နောက်ကမေတော်တလေးတို့အားအဲ့ဘက်တို့ကမ္ဘာကဆင်းတဲ့အမုံကျွေးပြီးရှင်းလင်းတာရှိတယ်ဒီဘက်ကစကိုက်ဘာစတိုက်ဘာသမားတွေကိုလည်းကောင်းကောင်းအောင်ကျွေးပြီးရှင်းလင်းတာကိုကျွန်တော်တွေ့ရတယ်လေကိကောမကြခင်ရတော့မယ်လေကိကောရရင်ကင်းပြည်သူတွေပြောတော့အဲ့ထိန်ညာပိုင်ပတ်ပြောပြပြီးမယ်လေကိကောရတော့မယ်ဒါပဲပြောပြမယ် လေးကြီးကမကြငယ်ဒီရက်ပိုင်းလေးတည်းမှာအပီးသိပ်ပြီးအပီးရပြီလို့ကျွန်တော်နဲ့ပြောပြမယ်နော်မကြောက်မကြောက်ဒီတပတ်တွင်မှာကျွန်တော်ပြောလွယ်ခဲ့ပါတယ်ဟုတ်တယ်မလားကြောင်ဝဲဘဏ္ဍရဲ့ဘလောက်တွင်မှာရပြီဘလို့ရပြီဆိုတာကျွန်တော်တိုင်ပြောပြီးသားပဲမိုးကုတ်တပတ်အတွင်မှာကြော်မသွားဘူးနော်ဒီတရင်ကြော်အမိလေးကြော်မသွားဘူးဗျာအဲ့ဒါမယုံကြည်လိုက်နော်ဘာရင်အဲ့လိုပြောတာပြက်ပြက်သားသားမိုးဆိုးပဲဖလူဆိုးဖလူဆိုးတို့ဒီမိုးဆိုးတို့ရှိရမှာဒီမိုးဆိုး သူသူ14ချောင်းတိရောက်သွားပြီရောက်သွားပြီတောင်တော်ရိတ်ခါစကြောင်းပါညာလူအင်အားပြည့်စုအားလုံးအေးဆေးဖြစ်သွားပြီဗျာအဲ့မှာရေခဲဖြစ်သွားပြီဟိုဘက်ကကျွန်တော်တို့ဘောလခဲကိုဆက်ဆက်သွားမယ်သွားတဲ့ချိန်လဲကြာလို့ချင်းလမ်းမရှိအချမ်းမသိရှိမယ်အေးဆေးဖြစ်သွားမယ်အဲ့မှာတော့ KND ကမာဦးရတော့အမှမြေးပြီးကြာပြီးကိုကျွေးနေပြီသူတို့တော့မကြားခင်တိတော့မယ်လေအဲ့ဒါဘလို့လုံးကြမယ်လူကြအောင်မလားတန်းကြအောင်မလားတနက်ကကြီးရလဲသူကဟိုဝင်းဖြစ်တာတဲ့ဥစ္စာအခွန်ကောက်ထားစက်ကြီးကောက်ထားတဲ့ဟာတွေကသိန်း900လောက်ရှိတယ်တဲ့သူဒီလက်နဲ့ ဒီလက်နဲ့ဝါတာ3400မောလောက်ကြည့်တယ်တိုင်းနေတိုင်း3000မောလောက်ကုန်တယ်တဲ့အဲ့ဒါအာသူတို့တိုက်တယ်ပေါ့လေအခုကတော့သူကြီလက်နဲ့မရှိတော့ဘူးเนาะပတ်စံလေးပါညာအလူတော့ခံနေတာတော့တွေ့တာပဲအလူခံပြီးတိုက်ပြီးအသေးခံကြမှာဟာလေကြီးဒါပဲမာဝီကတော့အခုအသေးခံတော့မှာမဟုတ်သူကရသောက်ပတ်စံလေးယူပြီးတော့ထိုင်းနိုင်ငံပြေတော့ထိုင်းနိုင်ငံမှာလည်းအခြေချဖို့တော့သူလုပ်နေတာကိုကျွန်တော်သိရှိရတာရှိတယ်အဲ့ဒါတော့အော်လေသူသားအတုခံပေါ့လူကျင်တဲ့လူလူပေးကျင်တဲ့လူပေးနေရမရောဝင်နေအဲနောက်ဆုံးတော့ဒါ တိုင်းပြည်ထက်တဲ့ပတ်စံမယ်တိုင်းပြည်ထက်တဲ့ပတ်စံမိမိဘဝလည်းပြန်ပြည့်စည်မယ်ဆိုတာတော့ဒီနေရာတစ်ထိပ်ကျကျွန်တော်ပြောပြလိုက်ဒီနဲ့တဝဲဒီအမတ်ရှိပြည်တော်စုတိုင်းကိုပြုံမတဲ့တပ်မတော်ကစစ်ကြောင်းတွေတော်တော်ထိုးနေတယ် နောက်စကြောင်းထုတ်တယ်အဲ့မှာရေဘလူးတို့ပါလို့လည်းနာမည်ကြီးတွေပါပဲနာမည်ကြီးပဲအဲ့နာမည်ကြီးကောင်တွေကိုဖြိုနိုင်မှတမ်းတော်ကဒီကောင်ကြံတဲ့လူတွေကြိုးမှနာမည်ကြီးကောင်တွေမဖြိုနိုင်သေးဘူးကတော့တမ်းတော်အဲအဲ့ဒီကောင်တွေကအားကျုံမှန်တယ်ဖြစ်နေမှာပဲတမ်းတမ်းတော်စကြောင်းထိုးရတဲ့နေရာမှာအခက်အခဲကြီးတော့အဲ့တော့ဒီကောင်တွေကို drone တွေဘုံတွေလက်နဲ့အဲလေနေနဲ့တေချာကျဲနိုင်မှအဆင်ပြေမယ်လို့တော့ကျွန်တော်အနေနဲ့ယူဆတယ်တခိုင်ကဒီမြို့ပြင်းနေမှာစေမိုင်ပတ်ချလဲအဲ့စက်တက်မိုင်စေမိုင်အဲ့ဝင်းညက်ပတ်ချလဲမှာဖြစ်နေတယ်အဲဒီ go to town မတ်တို့ကတ်တပြေးတို့ အဲနောက်ဒီဘက်မင်းတဲတို့ပြားတဲတို့ဟလာအဲ့ဒီဘက်မှာရှိနေတဲ့အဲမင်းတက်တောင်အောင်လို့နော်ပြီးတော့ဒီဘက်မှာဆိုလို့ချလို့ရှိရင်ဟိုနေတို့ရှိမယ်တ냐ဦးရေတဲ့ဆက်ကတော့အဲ့ပတ်ကြလဲဒီမှာအကုန်လုံးကအာပေါ်လိုက်ပြောက်လိုက်ပေါ်လိုက်ပြောက်ပြောက်လိုက်အေရီယာတည်တော်လိုက်ပြန်လာလိုက်ချလိုက်ပြန်လာလိုက်ရလိုက်အေးရဲ့တက်ကွင်းလို့ဖြစ်နေတက်ကွင်းတက်ခံလာပြီးတော့ဟိုကွက်မြက်ခံတဲ့ လိုဖြစ်နေတာပေါ့တံတော်ကအမှစကြောင်းထိုးလိုက်ရှင်းလိုက်ပြန်ရှင်းလိုက်ပြန်ရှင်းလိုက်နဲ့လက်နေကြီးလက်နေငယ်နဲ့တန်လေကြောင်းပေးလိုက်ရေကြောင်းပေးလိုက်ဒီကိုထုံမပေးလိုက်ပါအကုန်ပေးလိုက်နဲ့အီလည်းအမှစုဖွဲ့မှုကိုမရအောင်သိကြတာနည်းနည်းတော့သိတာမဟုတ်တာကျွန်တော်တို့တွေ့ရှိတဲ့ပုံစံရအပိုင်းကိုကျွန်တော်ပြောပြတာဖြစ်တယ်เนาะနောက်အဲ့ဒီမှာလည်းပဲအဲဟိုဘာလဲအာစာတွေကရခိုင်လူမျိုးတွေကိုတတ်ထားတဲ့ဥစ္စာကမောင်းတော့ပဲအချမ်းမှာရှိတယ်သူငါပြောတော့လားမသိအင်းချောင်းကြီးကအရင်းမှာရှိတယ်ငါပြောတော့တဲ့မှာသူတွေ့တယ်လို့ပြောတယ် ရခိုင်လူမျိုးတွေကိုအဒီဝက်စလင်ဟိုဘက်ကအာစာတွေကတက်ပြစ်တယ်လို့ပေါ့နော်9ယောက်လား6ယောက်လားမသိကျွန်တော်တို့ကတွေ့ရှိအဲတိရှိရတာရှိတယ်အဲ့ဒီဘက်မှာလည်းပဲအင်းချောင်းဟိုဘက်တွေမှာဆိုလည်းမောင်းတော့ဟိုဘက်အင်းချောင်းဟိုဘက်မှာဆိုလည်းကျွန်တော်ဗင်လားဒေ့နဲ့ကုံတံမှုတွေကလည်းလုံးဝပြတ်တောက်သွားပြီပြတ်တောက်သွားပြီဆိုတော့ဗင်လားဒေ့နဲ့လည်းပြဿနာဖြစ်နေတဲ့အခါကျတော့အဲပြတ်တောက်သွားပြီပြတ်တောက်သွားတော့ဟို မိနာတွေဘက်ကလည်းအရခိုင်ပုံမဲ့ရှိတို့ရိတ်ခါတို့ဗီလန်မြေတို့အကောင်မောင်းအကောင်လုံးကိုပုတ်ခွေမပြောအကုန်ဖမ်းတာဖမ်းတာမနေ့ကဆိုတမောနှစ်စီးနေဖမ်းတယ်ပစ္စည်းတွေအကုန်ပိတ်တယ်ဗီနာဒီဘက်ရခိုင်ဘက်ကိုဘာမှမပို့ဖျက်တော့လိုက်အဖျက်တော့တဲ့အကြောင်းရပါပဲဆိုတော့အမေရိကန်ဒေါ်လာထရန့်လည်းပဲဒီအမေရိကန်ဒေါ်လာအမေရိကန်နိုင်ငံပေါ့ဒါတန်း60ပေါ့ဒါအာရိုဂျာလို့ခေါ်တဲ့ဒီကောင်လေးဘင်္ဂလီတခိုးတခွေးတွေကိုရိုဂျာခွေးတခိုးအဲဘင်္ဂလီ အဲ့ဒီကောင်တွေကိုဒါလူတွေပေးတယ်ပေါ့စားဝဲနေပါညာပေးတယ်ပေါ့ပေးတဲ့အချိန်မှာဘာပြောလိုက်လဲဆိုတော့ဒီမေဂန်ဘက်ကပြောလိုက်တာဘင်လားဒီအစိုးရအဓိပ္ပာယ်ရှိတဲ့မူဝါဒတွေချမှတ်ဖို့လိုတယ်ဆိုအဲ့ဒါမှန်တယ်အဲ့ဒီစကားကျွန်တော်ကြိုက်တယ်ဘာကြောင့်ကြိုက်လဲဆိုဒီအောင်ရဲ့ဘင်္ဂလားဒေ့ရှ်ပါဘင်္ဂလားနိုင်ငံမှာပဲလက်ခံလိုက်မြန်မာစကားလည်းပြောတာမဟုတ်ဘင်္ဂလားဒေ့ရှ်ဘင်္ဂလားနိုင်ငံမှာလက်ခံလိုက်သွားလိုက်တော့ဒီဘက်ကိုလုံးဝအာယုံလည်းမကြားနဲ့လားဒီတော့မှရှိတဲ့ဘင်္ဂလားတွေလည်းသူတို့ဘင်္ဂလားဘက်ကိုပြန်ခေါ်လိုက်တော့အကုန်လုံးသူ့လူနဲ့သူသွားလိုက်ရင်ကိုယ့်လူနဲ့ကိုယ်ဒီလိုက်ဟုတ်တယ်မလား သူ့နိုင်ငံနဲ့သူနေလိုက်ဗမာပြည်မှာဗမာပဲနေလိုက်ကျန်တဲ့လူတွေကိုယ့်နိုင်ငံကိုသွားကြကိုယ့်ပြည်နဲ့ကိုသွားကြကိုသွားကြလာလွတ်လွတ်လပ်လပ်သွားကြအဲသွားကြသွားကြလွတ်ရကျွရလာသွားကြမြန်မာပြည်နဲ့လွတ်တဲ့ကျွတဲ့နေရာမှာသွားကြကိုယ့်ဘက်ကိုနေကျင်တဲ့နေရာမှာနေလာပြီးတော့လေတို့ဗမာပြည်ကိုဒုက္ခမပေးနိုင်မဲ့ဗလီယာတစ်မျိုးဟွာတစ်မျိုးနဲ့ပေးလိုက်တဲ့ဒုက္ခပေါင်းဆိုတို့နိုင်ငံကိုနော်အဲ့ဒါလေးတော့ပြောကြအဲ့အမေရိကန်အမေရိကန်ဘက်ကပြောလိုက်တဲ့စကားလေးတစ်ခုတော့ကျွန်တော်မင်းကကြိုက်သွားတယ်။ဗာကြိုက်လဲဆိုအဲ့ဒါပါ။အတိတ်ပဲရှိတဲ့မူဘာသာကိုချပါ။အတိတ်ပဲမရှိတာရင်လည်းအာရှောက်ပြီးတော့ ဟိုဘက်ကလူမျိုးရေးတိုင်းရင်းသားဖြစ်ရေးတို့နိုင်ငံသားဖြစ်ရေးတို့ရှုပ်ရှောက်ကိုခန့်နေအောင်လုပ်တဲ့ဟာဒါတွေကိုသူတို့ကလိုက်ပြီးတော့လုပ်နေတာဆိုတာဒါအတိတ်ပဲမရှိဘူးအတိတ်ပဲရှိလုံးဝမှာသူ့လူမျိုးသူ့ကိုခေါ်ဘာဖြစ်လဲသူတို့နိုင်ငံထဲမှာပဲထားဟုတ်တယ်မှာဒါပဲပြီးသွားပြီအခုကအဲ့လိုမဟုတ်ဘေးသားအိမ်ကြီးနိုင်ငံဒုက္ခပေးတယ်အခု A က A ကကျွန်တော်တို့ပြောမယ်ဆိုရင်ဟိုရခိုင်ပြည်သူတွေကိုကျွန်တော်အဓိကထားပြောရမယ့်အခြေအားရှိတယ်။အဲ့ဒါပါလဲဆိုတော့ ရခိုင်ပြည်သူတွေကခင်ဗျားတို့လူဆိုရင်ထမင်းစားတယ်ဆိုရင်အတ္တိတရားရှိပါတယ်ဆိုရင်ဉာဏ်ပညာလေးတော့သုံးသပ်ဖို့လူတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပြရစီအတ္တိတရားရှိတယ်ဉာဏ်ပညာရှိတယ်ထမင်းစားတယ်ဆိုလို့ရှိရင်အမှန်ကန်တဲ့အတွေ့အကြုံတွေတော့တွေးတတ်ဖို့လိုပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ပြောမယ်ရွေးကောက်ပွဲနဲ့မတွားဘူးဆိုရင်အဲ့ဒီရခိုင်ပြည်သူတွေတော့ရင်လေးစရာဖြစ်ပါတယ်ဒါကိုကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပြရစီရွေးကောက်ပွဲနဲ့မတွားဘူးဆိုရင် ရခိုင်ပြည်သူတွေအတွက်ရင်လေးစရာဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတိုက်ပွဲတွေကအမြဲတမ်းရည်ရှိနေမယ်။ဘင်္ဂလားဒေ့ရက်ကလည်းပဲဟိုဘင်္ဂလားလူမျိုးတွေကဟာလားတတ်မှတ်ဖြတ်မှတ်ရခိုင်ပြည်သူတွေတေးကြမယ်။အဲ့တော့ရခိုင်မှာရှိနေတဲ့လက်နက်ကိုင်ဖွဲ့စည်းရလည်းပဲအဲ့ဒီဘက်ကိုတိုက်ရအောင်မယ်။နော်။မြန်မာတပ်တော်ကတော့အာဒါတိုင်းရင်းသားတွေမို့လို့ညီကောင်မောင်နှမတွေပဲမို့လို့ညှတာပဲမယ်။တစ်ဖက်ကတော့ညှတာမှာမဟုတ်ဘူး။နော်။ ဘာကြောင့်အဲပိုင်ကြီးကဒီလိုပြောလဲဆိုမြင်တွေ့နေတာပဲကွာအဲ့နေရာကိုကွာမင်းဘုံအလုံး900လောက်တော့ချရရမလို့ဘူးဘုံအလုံး900လောက်ချရရမလို့ပျောက်ထွက်သွားလိမ့်အဲ့ဒါဘာလို့တောက်မှာမလို့လဲပြီးဟိသာတို့နိုင်ငံသားအခြေအနေမလို့ချစ်လို့အမြင်မှန်ရပါစေအေးကြမ်းလေးနဲ့ပြီးပါစေဆိုပြီးတော့ခွင့်လွတ်ထားလို့ဒီလိုဖြစ်တာတစ်ဖက်ကလူတွေကခွင့်လွတ်မလားမင်းတို့မြင်ရင်လည်းမင်းတို့လည်းပဲနှိကြပါပဲဟုတ်တယ်မလားအဲ့တော့ပြောချင်တာကဒီအီလက်နက်ကိုင်နေအဖွဲကြောင့် ရခိုင်ပြည်သူတွေမှာကြားထဲမှာဒုက္ခတွေများတော့မယ်။ဟိုဘက်ကလည်းဘင်္ဂလားဒေ့ဘက်ကဘင်္ဂလားကောင်တွေအကြောင်းလည်းပဲရခိုင်ပြည်သူတွေဒုက္ခတွေများတော့အဲ့တော့မဲရီကုတ်ပွဲနဲ့ရခိုင်ပြည်နယ်ကြီးကိုမတော်ဘူးဆိုလို့ရှိရင်ပါတီစုံဒီမိုကရေစီနဲ့မိမိတို့ပြည်နယ်မှာရှိတဲ့မိမိတို့ပြည်နယ်ဝင်ကြီးတွေကိုမတင်မြောက်နိုင်ဘူးမိမိတို့ရခိုင်ပြည်နယ်မှာရှိတဲ့ရခိုင်လူမျိုးတွေကိုပြည်နယ်ဝင်ကြီးဖြစ်အစိုးရအတရားဖြစ်မတင်မြောက်နိုင်ဘူးမလုပ်နိုင်ဘူးဆိုပြီးတော့လက်နက်တွေနဲ့သာထုံမြက်နိုင်လို့လို့မွေးစေဝခိုင်းတစ်ခုလောက်ကို ဟိုပြီးနေရဲ့ဟိုအစိုးရရန်နေရတခုလိုမျိုးထင်မှအယောင်အထင်းမြင်နေမှားနေမှာဆိုလို့ရှိရင်ဆက်လက်ပြီးတော့ဒုက္ခရောက်ကြရအောင်ပဲဆက်လက်ပြီးတော့ပေးသက်ရအောင်အဲ့တော့ရခိုင်ပြည်သူတွေကိုဒီနေ့ကအာကျွန်တော်ပိုင်ရဲကွာပြောချင်ပါလေရခိုင်ပြည်သူပြည်သားအားလုံးကမဲရွက်ကောက်ဝက်ဆက်နေနဲ့သွားပါပြီးအောင်လို့ချင်လို့ချင်းပြည်နယ်မှာရှိနေတဲ့ညီကောင်မောင်နှမတွေကကိုယ့်ပြည်နယ်မှာရှိတဲ့ပါတီကိုအားပေးပါအားပေးပြီးအောင်လို့ချင်းကိုယ့်ပြည်နယ်မှာရှိတဲ့ဝင်ကြီးချုပ်တက်နိုင်အောင်လုပ်ပါနော် ဒီခေတ်စနစ်ကဒီချိန်ဒီကာလဒီခေတ်စနစ်ကတစ်ချက်ညံ့လို့ရှိရင်ခံရပါလိမ့်မယ်ပြည်နယ်နဲ့တိုင်းအားလုံးခံရပါလိမ့်မယ်ကျွန်တော်တို့ကဒီခေတ်စနစ်ဒီအားတွေကိုမြင်တွေ့ပြမဲ့ဟိုပြောသိမပြောသိဆိုတဲ့အခြေအကြောင်းချင်းချင်းတုံ့တက်ပြီးတချို့ဟာတွေကိုကျွန်တော်မပြောဘဲနဲ့ခြံနေတာရှိတယ်အဲ့တော့တိုင်းရင်းသားလက်နက်ကိုင်တွေကိုအားပေးနေမှာလားဒုသီမုံကိုတိုင်းကိုပြည်နယ်မှာရှိနေတဲ့ကိုစီရကိုပါတီကလူကြီးတွေတက်လာနိုင်အောင်လို့အစိုးရတည့်ရဖြစ်လာနိုင်အောင်လို့ဖန်မိုးပေးမလားဆိုတာ ပညာတတ်မှရမှာအသိရှိမှရမှာထမင်းစားမှရမှာဉာဏ်ပညာရှိမှရမှာလို့ပြောခြင်းတယ်အဲ့လိုမျိုးမှမဟုတ်လို့မဟုတ်တော့ကဒီလက်နက်ကင်နဲ့တိုက်ခိုက်နေမှပိုးတွေခေါင်းထဲမှာထည့်ထားမှဆိုတော့အဲ့အဲ့ virus ကခရလို့မကြခင်မှအသက်ကိုဟိုယူသွားပါလိမ့်မယ်လို့ပြောခြင်းပါတယ်လက်မိုင်းမှာဆိုလဲကျွန်တော်တို့မြန်မာနိုင်ငံလုံငန်းလေးလှုပ်တယ်လို့မျိုးလှုပ်သွားတယ်တေကြီးပျက်စီးတာတွေမနေ့ကဆိုကြောက်စရာကောင်းလောက်အောက်ကိုတွေ့ရတယ်เนาะပြီးတော့နေပြီးတော့လေဝေးဘက်မှာဆိုလဲရေတွေနှိမ့်မြုံနေတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ တိုင်းပြည်မှာကရေကြီးတာတစ်မျိုးမြန်မာနိုင်ငံမှာနေမြုပ်တာရေကြီးနေမြုပ်ငလျင်တာတစ်မျိုးစစ်ပေးရတစ်မျိုးဆိုပြည်သူတွေကဒါကျွန်တော်တို့တီလာတော်တော်ကောင်းမှရပါလိမ့်မယ်နော်တီလာဉာဏ်ပညာတွေကိုဟိုတတ်နိုင်တဲ့လောက်အသုံးချကြပါလို့ပြောချင်ပါတယ်အခုရွေးကောက်ပွဲနောက်ဆက်ဖို့တော့ကဘာသာရေးဘက်နဲ့စီးယုံလာတာကိုတွေ့ပါတယ်ဘာသာရေးဘက်နဲ့ပြဿနာရှာလာတာကိုတွေ့ပါတယ်တကယ်လို့များဘာသာရေးနဲ့ပြဿနာမျိုးရှာနေတယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲပြီးတော့မှရှာပါဒီချိန်မှာတော့ ဟိုတက်မနော်ကိုလည်းမနှောက်ရက်သူတိုင်းပြည်ကိုလည်းမနှောက်ရက်ဖို့လိုပါတယ်။နောက်တက်လာမယ့်အစိုးရကြတော့မှအဲအဲ့ဒီချိန်ကြတော့မှဘာသာရေးရကိုရဲ့ပောက်ကွဲမှုအားရှိတယ်ဆိုပြီးပောက်ကွဲကြပါလို့ပဲပြောချင်ပါတယ်။အဲ့တော့အသိဉာဏ်ပညာအသုံးချဖို့လည်းကျွန်တော်အနေနဲ့ပြောချင်တယ်။